မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖခင်ထံတော်ပါမှသင်တို့ဘုသူတက်ရောက်ပါစေ။ဖခင်ရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်ဧပြီလတရနေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်းတော်မူသောဖခင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စင်တိုင်းဂျေရှုသူအားလုံးကိုဖခင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖခင်ဂျေဇုတင်ပါရစေ။နေ့တိုင်းသက်ွက်တော်နားထောင်တော်သူအားလုံးကိုကောင်းချီးပေးပါရစေ။ Facebook ကကြည့်ရှုသူ YouTube ကကြည့်ရှုသူအားလုံးကိုကောင်းချီးပေးသလိုကျွန်တော်အမိမြန်မာနိုင်ငံတော်ကြီးမှာငလင်တန်တင့်ပြီးတော့ဒုက္ခရောက်နေတဲ့ငိုကြွေးနေတဲ့သူတွေအားလုံးမျက်ရည်တုတ်တော်မူပါယနေ့ထိကိုကြီးကစည်းပြီးလှုပ်ဆောင်နေတော်ညာလေလွတ်မြောက်ခြင်းမရသေးသောသူများတို့ဖျားရှင်ကယ်မတော်မူပါတိတ်ဆုံးသွားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေရဲ့ဝန်ရင်ချင်းကိုနှစ်သိမ့်မှုပေးပါ အဖဖကနေပြီးတော့လိုအပ်တာဒီဖရာရှင်သည်ငလင်တန်တည်နေသောသူအလုံးပေါ်မှာတက်ရောက်စီလျက်ငိန်သက်ချင်းနဲ့ရှင်နဲ့ကောင်းချီးပေးပါအခုလေကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါယေရှုနာမနဲ့ဆုတောင်းရဲ့နှုတ်ဝတ်တော်ဝေငှပါလေဖရာအာမင်ဖျက်ရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါလေကျွန်တော်ယေရှုခရစ်တော်ကားတိုင်းတော်တက်ဆင်ခါမြင်တွေ့ရတဲ့ထူးခြားတဲ့ဖြစ်ရဲ့ရှိခုပေါ့ဒါကိုကျွန်တော်နားထောင်နေပါလေ ောကျမ်းစာထဲမှာသခင်ယေရှုခရစ်တော်ကားတိုင်းတက်တဲ့အခါထူးခြားတဲ့ဖြစ်ရဲ့၈ခုတော့တွေ့ရတယ်။အဲ့ဒီ၈ခုကိုကျွန်တော်တရက်တစ်ခုစီနားထောင်တာဒီကနေ့သုံးခုမြောက်ကိုရောက်ပါပြီ။နောက်တစ်ပတ်တော့ချက်ကတော့ဗာလေးဆိုတော့သင်ချိုင်းဂူတွေပွင့်ထွက်သွားတယ်။မာသေးကန်ကြီးနဲ့ဆက်ခေါ်ငွေ90နဲ့ဒါအများကြီးကျော်ရှင်းပြခဲ့ပြီ။နောက်နှစ်ကတော့ဗာလေးဆိုတော့ယောမတမှုကဝန်ခံခဲ့တယ်။သခင်ယေရှုကဖျားသားပဲလို့ယောမတမှုဝန်ခံခဲ့တယ်။မာသေးကန်ကြီးနဲ့ဆက်ခေါ်ငွေ94ဒါလေးရှင်းပြခဲ့ပြီ။ ဒီကနေ့ကတော့နံပါတ်3တတိယချက်ကလူအများရဲ့တွေ့မြင်မှုတခိရှုရဲ့ကားတိုင်းတက်တဲ့အခါလူတွေကတခိရှုဘလို့မြင်ကလေးလူကခန်းကြီး23ငယ်58ကိုဖန်ကျွတွေ့ရမှာတခိရှုသူတို့ဘလို့မြင်ကလေးဘလို့တွေ့ကလေးเนาะဒါလေးကိုကျွန်တော်တို့ဖတ်ကြည့်မှာဖြစ်တယ်အနေငယ်ကြောဖတ်ပြီးခြင်းနဲ့လူကခန်းကြီး23ငယ်58မှာထိုမှုကိုအကြည့်ရှုလာတော့သူအပေါင်းတို့သည်ထိုချင်းရာကိုမြင်လျင်ယင်ဘက်ကိုခတ်၍ ပြန်သွားကြ၏ဟောဒီခေရှုခရစ်တော်ကားတိုင်းပေါ်မှာအသိခံခြင်းနဲ့ပတ်သက်ပြီးလူများစွာကြည်ပြီးတော့တချို့ကလည်းတခေရှုကားတိုင်းတင်ခြင်းကိုကားတိုင်းပေါ်တက်ခြင်းကိုကဲ့ရဲ့ပြစ်တင်ပြီးတော့အပြစ်စကားဆိုတာလည်းရှိတယ်တချို့ကလည်းဟာတခေရှုကဘုရားသားဆိုကိုယ့်ကိုကယ်ပြီးတော့ထွက်လာပါလားလို့ပြောချင်တာလည်းရှိတယ်အမျိုးမျိုးရှိတယ်ဒါပေမဲ့လူတော်တော်များများရောတဲ့ရင်ပတ်ခတ်ပြီးပြန်သွားတယ် ။ဟောနားမအောင်ပြောရင်တော့ရင်ပတ်ခတ်ပြီးပြန်သွားတယ်ဆိုတာခြေခွဲပြီးပြန်သွားတယ်လို့ပြောတာ ਨੇ အတူတူပါပဲ။ဝန်နေပြီးပြန်သွားတာ။ပြောချင်တာကရှုခရစ်တော်ရဲ့ကားတိုင်းတော်တရားကိုသူတို့ချီးပြီးတော့သူတို့မှခံစားရတယ်။တော်သခင်ရှုကအပြစ်သားမဟုတ်ဘူး။အပြစ်ရှိတဲ့လူသားတော်ကားတိုင်းမှာအသေးခံတာမတရားသူညင်စေရိုက်နှက်ချင်းခံရပြီးကားတိုင်းပေါ်တက်သွားတာ။ဒါဟုတ်ဒီလူတွေကမြင်ပြီးတော့ရင်ပတ်ခတ်ပြီးပြန်တယ် ။ဟောနားလည်အောင်ပြောတော့တကီရွှေရဲ့ကားတိုင်းတော်ကိုသူတို့ထတ်တူထတ်မြတ်ခန်းစားတယ်လို့အဓိပ္ပာယ်ရတယ်။ဟောဒီကနေ့ကျွန်တော်တို့တကီရွှေကားတိုင်းနဲ့ပတ်သက်ပြီးခန်းစားတတ်တဲ့အသက်တာတကီရွှေနဲ့အတူတကွာအသက်ရှင်ရှောင်းလန်းခြင်းနဲ့အသက်တာအဲ့တော့သိမင်္ဂလာရှိတယ်ဒါကြောင့်ဒီကားတိုင်းပေါ်တက်တဲ့အခါမှာထူးခြားတဲ့ဖြစ်ရရှိခုမှာဒီဓမ္မ၃ကတော့လူတွေကရင်ပတ်ခတ်ပြီးပြန်သွားတယ် နားလည်အောင်ပြောတော့ခင်ရှုတာကားတိုင်းတင်တာမတရားတဲ့မှုတစ်ခုပဲဆိုတော့သူသိတော့သူဝန်နေပါတယ်သူကြီခွဲပါတယ်ဆိုတော့သူသက်တည်ပြတော့အဲ့တော့ဟိုကဒီလူများရဲ့တုံ့ပြန်ခြင်းကထူးခြားမှုတစ်ခုသူတွေ့ရတယ်ဟောဒီကနေ့ခင်ရှုကားတိုင်းနဲ့ပတ်သက်ပြီးခံစားရတယ်ဆိုကြတဲ့ကမင်္ဂလာရှိတယ်ကားတိုင်းတော့စိတ်ဝင်စားတယ်ဆိုတဲ့ကကောင်းကြီးဖြစ်တယ်ကားတိုင်းတော့တရားကိုယုံကြည်တယ်လို့ပြောကြတဲ့ကထာဝရသက်ရတယ် ။ဒါတည်းကျွန်တော်တို့တခေရှုနဲ့ပတ်သက်ပြီးစိတ်ဝင်စားစားခြင်းဟာမင်္ဂလာပဲ။ဒါကျန်တာထဲမှာဒီလူအများနဲ့ပတ်သက်ပြီးတော့ဟုတ်ဒါကျွန်တော်တို့လိလာလာတော့လူများရင်ပတ်ခတ်ပြီးပြန်နေဆိုတော့သူတို့ခံစားကြောင်းဝန်းနေကြောင်းထက်တူထက်မြှရှိကြောင်းသူတို့ကပေါ်ပြ။ဒီကျွန်တော်တို့ဝန်ရေးကြုံတွေ့ရရင်လူတွေကထပ်တူထပ်မြဝန်ရေးကြောင်တက်တည်ပြကြတယ် တောင်ကျမ်းစာထဲမှာသခင်ရှုခါတိုင်းနဲ့ပတ်သက်ပြီးတော့ဝန်နေခြင်းရှိကြောင်းဒီသက်သေပြသွားတဲ့သူတွေကမင်္ဂလာဖြစ်တယ်။အဲဒုသောညာလေသခင်ရှုခါတိုင်းကိုတတ်ဖို့အတွက်မယမကဆွဲတင်တာယေဘရဟိတ်ဒီကျမ်းတပ်ပုဂ္ဂိုလ်တွေဇတုခဲတွေပါရီရှဲတွေအဲသူတို့တော့အမင်္ဂလာရှိတယ်။တောင်ဒီသခင်ရှုရဲ့ကားတိုင်းပေါ်တတ်တဲ့အရာမှာအောက်ကကြည့်တဲ့ပြိတ္တမှာတော့နှစ်ပိုင်းတွေးရ။သခင်ရှုဒုက္ခပေးခြင်းနဲ့ကားတိုင်းတင်ခြင်းနဲ့အုပ်စုတစ်စုရှိတယ်။ ဒါပေမဲ့ဒီရှုရဲ့ခံစားမှုနားလည်ပြီးကြည်ခွဲနေတဲ့တစုရှိတယ်။အော်ကျွန်တော်တို့ဘယ်အုပ်စုတွေမှာပါလဲစဉ်းစား။ဒီရှုရဲ့ကားတိုင်းပေါ်မှာခံစားရမှုထပ်တူထပ်မြကြည်ခွဲတာကမင်္ဂလာရှိနေတာ။အဲ့ဒီသူအတွက်ထိုဖခင်ရဲ့တက်တွေကလည်းရောက်လာမှာဖြစ်တယ်။တော့မာဂရလာမာရီနဲ့ခြားသောမာရီတို့ကတော့ငိုကြွေးကြတယ်။သူတို့ဝမ်းနည်းမှုရှိတယ်။ ဒါကြောင့်တခေရှုနဲ့ပတ်သက်ပြီးတော့နှလုံးသားထဲမှာခြေခွဲဝန်းနေခြင်းရှိတယ်ထပ်တူထပ်မြခံစားပါလေလို့ပြောတာကိုကထိုသခင်ရဲ့ဂရုစိုက်မှုကိုခံစားရမှာဖြစ်တယ်။တောင်ချန်းစာထဲမှာလူများနဲ့ပတ်သက်ပြီးတော့လူများနဲ့တုံ့ပြန်မှုတွေလေးခုကျော်ပြပြချင်။အခုဒီမှာရင်ပတ်ခတ်ပြီးပြန်သွားတဲ့သူတွေကတော့သူတို့ဝန်းနေကြောင်တက်စီပြ။ဒါပေမဲ့ချန်းစာမှာနောက်လူအများကြီးနဲ့ပတ်သက်ပြီးတုံ့ပြန်တဲ့ ထင်းထင်းရှားရှား၄ဦးရှိတယ်နံပါတ်၁တခုကတော့မာရရဲ့ရောက်တဲ့အခါလူများက ရေခါတဲ့အခါမောရှေကိုမိတွန်တောက်တီးတယ်အထမင်းကြံခန်းကြီး၅အငယ်၂၂ကနေ၁၈ဒီပိုင်းကျွေးလူများက မာရရဲ့ရောက်တာနဲ့ဖျားသခင်တတ်နိုင်တယ်ဒီခါတဲ့ရေချိုးအောင်ဖျားလုပ်မယ်လို့သူတို့ကဝမ်းမခံဘဲနဲ့မိတွားတယ် အဒီနေ့လောကကြီးမှာညီးတွားစရာတွေများတဲ့အထဲမှာကျွန်တော်ကညီးတွားတဲ့အထဲမှာမပါဘဲနဲ့အခက်ခဲတွေထဲမှာဖခင်ရဲ့တကူတော်ရှိတယ်လို့ယုံတာကမင်္ဂလာရှိတယ်။ဒါကြောင့်လေဒီမာရရဲ့ရောက်တဲ့ကရေခါတော့လူတွေကညီးတွားတယ်။အဲ့ညီးတွားတဲ့သူကြောင့်သခင်ဟိုဖခင်သခင်ကချူအောင်လုပ်ပြီးတာမဟုတ်ဘူး။အဲ့ဒီထဲမှာတယောက်တည်းချုံပြီးချီးမွမ်းတာတယောက်ပဲရှိတယ်ဆိုတော့မောရှိမောရှိကဖခင်ကိုချီးမွမ်းပြီးကျွန်တော်ဘာလုပ်ရမလဲကိုတော့ပေါ်ပြပါဆိုတော့မောရှိမျက်နှာကိုကြည့်ပြီးတော့ဖခင်ဟာလား သစ်ပင်ကိုချိုးပြီးထည့်လိုက်ပါရေချိုသွားမယ်လို့ပြောတာညီးတွားတဲ့သူတွေကြောင့်ချိုသွားတာမဟုတ်ဘူးညီးတဲ့ကြားထဲမှာချီးမွမ်းတဲ့တယောက်ဒီဟူသောမောရှေကြောင့်ရေပြန်ချိုတာတောင်နေနေညီးတွားမှုများနေတဲ့လောကကြီးမှာညီးတွားခြင်းနဲ့မသွားဘဲနဲ့သင့်အိမ်မှာသင်ကချီးမွမ်းခြင်းနဲ့ယုံကြည်ခြင်းနဲ့ဖခင်နဲ့အဆက်အသွယ်ရှိပြီးသွားရင်သင်အဖြစ်ဖခင်ကထောက်ပံ့ပြည့်စုံပေးမယ်ဆိုတော့သွားတွေ့ရတယ် ကဲနမနေ့လူများနဲ့ပတ်သက်ပြီးနမနေ့တွေ့ရတာဘာလဲဆိုတော့သိနာတောင်ချီရင်မှာမောရှေသိနာတောင်ပေါ်ပညာရဆေဘာတက်ယူတဲ့အခါမှာသိနာတောင်ချီရင်မှာသူကနွားရုပ်ကိုထိုင်ရှခိုးနေကြအထွတ်မြတ်ကြာခန်းကြီး32ငယ်တက်ကနေ6ထိဖိုက်ရင်တွေ့ရအောင်ထွတ်မြတ်32တက်ကနေ6ဒါလည်းလူများပဲမောရှေရောကြီးကြပညာရဆေဘာကောက်ဒီသိနာတောင်ပေါ်မှာတက်ပြီးဖျက်ခင်းတဲ့စကားပြောနေခေါင်းဆောင်ကတော့ဖျက်ခင်းတဲ့စကားပြောနေတယ်အဲ့မောရှေနောက်ကိုလိုက်လာတဲ့ သူရဲ့နောက်လိုက်တွေကဘာဖြစ်လဲနွားကိုစကားပြောပြောနေဘလောက်ဝမ်းနေစကောရွှေနွားရုပ်ကိုအာယုံကလှုပ်ပေးလိုက်တဲ့အခါအဲ့နွားရှေ့မှာရစ်ပူစော်ပြီးတော့ကကြနောက်ဆုံးအဲ့ဒီရစ်ပူစော်ကတဲ့သူ၃တောင်တကယ်ထိတ်စီရင်ချင်းခံသူသိတယ်နောက်နေအောင်ပြောရင်တော့မော့ရွှေကတော့ထောက်ပြောက်ကိုးကွယ်နေတယ်ဒါပေမဲ့အောက်မှာတော့ရွှေနွားကိုကိုးကွယ်မော့ရွှေကတော့မှန်ကန်စွာရက်တည်နေတယ်အောက်မှာလွဲမားစွာအသက်ရှင်နေတယ် မောရှေကတော့ဘုရားသခင်နဲ့ဆက်သွယ်လုပ်နေတယ်အောက်မှာတော့ဒူးဆိုင်နဲ့ဆက်သွယ်နေလုပ်နေမောရှေကတော့ဘုရားသခင်ဖွင့်ပြမယ့်အရာကိုမျှော်ကြည့်နေအောက်မှာတော့မိမိစိတ်ကြိုက်အသက်ရှင်နေအဲစိတ်ကြိုက်အသက်ရှင်နေသူအားလုံးဆုံးရှုံးသွားတာဒါလူများနဲ့ပတ်သက်တာနံပါတ်1တိနာတောက်ချီရင်မှာနွားရုပ်ထိုင်ရှိခိုးတဲ့အုပ်စုတွေနောက်ဆုံးအသက်ဆုံးရှုံးနံပါတ်1ကမာရအရေးရောက်တဲ့အခါကြီးတွားတဲ့သူများသူတို့ကြောင့်မဟုတ်ချီးမွမ်းတဲ့မောရှိကြောင့်ဖះပြန်ပေးတာ အဲ့တော့မာရရဲ့ရောက်တဲ့အုပ်စုကြာကြီးတဲ့အုပ်စုနံပါတ်1တိနာတောင်ချီရဲမှာကြာတော့ကိုယ်ဝယ်မှုလွဲတဲ့အုပ်စုတတ်မှတ်တဲ့အုပ်စုတောင်သူဆုံးရှုံးอ่ะကဲနံပါတ်3လူများနဲ့ပတ်သက်ပြီးနံပါတ်3တတိယချက်တတိယချက်ပါလဲဆိုတော့တကိစုတောင်ပေါ်ဒေသနာဝင်ငှတဲ့ခါယောက်ျားကြီးပဲ9တောင်မိန်းမနဲ့ကလေးပိုင်9000မကရှိရောင်းခန်းကြီး6ကျတော့ငွေ3023ဒီဖိုင်တွေ့ရအောင်ရောင်းခန်းကြီး6ငွေ3023ပါ ဒါတကီရှုတောင်းပေါ်ဒီသနာဝင်ရတဲ့အခါမှာသူတို့လူအများကြီးပဲဆိုလေအဒီလူအများကြီးကြတော့သူတို့ကြတော့တကီရှုရဲ့တရားကိုနားနေတယ်အဲအဲ့ဒါမင်္ဂလာမရရမှာကြတော့လူများကဤတော်နေသိနာတောင်ချင်းမှာလူများလွဲမစွာကိုးကွယ်တယ်ဒါပေမဲ့တောင်ပေါ်မှာကြတော့တကီရှုကိုလူများတကီရှုစကားနားထောင်တယ်တောင်းနေဒီလူတွေပိုက်စားပြီဆိုတော့တကီရှုသိတဲ့အခါမုံငန်းလုံးငန်းနှကောင်စုတောင်းပြီးပွားတဲ့အခါ တကယ်ပဲလူ9000စားရတဲ့ပြင်ကျွညာ12တောင်ပူရှာမယ်ဒီကောနားလည်အောင်ပြောရင်အဲ့နေရာစားဝတ်နေသိကျတဲ့ခက်ခဲတဲ့နေရာပါဒါပေမဲ့သခင်ရွှေစကားကိုတို့နားထောင်တဲ့အခါမှာပြည်လေချင်းပြန်ရောက်လာအော်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာကျွန်တော်ရဲ့ဘဝမှာကျတဲ့ချင်းခက်ခဲချင်းနေနဲ့ရင်ဆိုင်ရပြီမြင်နေ့တိုင်းကျွန်တော်သခင်ရွှေရဲ့နှုတ်ကပတ်တော်ဖခင်ရဲ့စကားကိုသိနားထောင်နေရင်တော့သူအစဉ်ပြေချင်းပြန်ရောက်လာမယ်ဆိုတော့ကိုဒါတော်မော်ဒီနာနားထောင်တဲ့လူတွေရဲ့ ်အခီရှုစကားနားထောင်ခြင်းကြောင့်မုံငါလုံးငါးတကောင်ကလူငါးတောင်စားရတဲ့ပြင်ကျွန်းကျန်၁၂တောင်ပူရှမ်းလာတယ်။တော့ဘဝမှာလေတခီရှုရဲ့နှုတ်ကွက်တော်နားထောင်တဲ့သူမှခက်ခဲပြီမင်းသွတ်သူပြေလည်ခြင်းပြန်ရောက်လာမယ်။အဲ့တော့ဒီလူများကတော့တခီရှုစကားကိုနားထောင်နေပုံစုပြီးဖြစ်တယ်။နံပါတ်၄နောက်ဆုံးလူများအဲ့ဒါကတော့ဘာလဲဆိုတော့ပေတေကုတ်ဒီနေ့မှာပေရှုကတရားဟောတဲ့အခါလူပေါင်းများစွာကနှုတ်ကွက်တော်နားထောင်နေအဲ့ချိန်မှာသူတို့ရဲ့သက်တာမှာပြောင်းလဲခြင်းတွေတွေ့ရတယ်။ ဘုရားသခင်အသင်ရှင်ကောင်းဝင်းကျွန်တော်ဆင်းသက်တဲ့အခါမှာယူရပီရှမာရိပီမြေကြီးဆုံးတိုင်ဘုရားရဲ့တက်တည်ဖြစ်ခြင်းခွင့်ခံစားရတယ်လူပေါင်းများစွာ လူမျိုးပေါင်းစုံအသက်ရှင်တဲ့သခင်ရှုခရစ်တော်ကကယ်တင်ရှင်ဆိုတော့သူသိမြင်ရအဲ့ဒီမှာမင်းနောက်ဆုံးပေတရုကနှချင်းပေးတဲ့အခါလူ3000မကနှချင်းမင်္ဂလာဗတ္တိဇံခံယူတယ်တတမနောဝတ္ထုခန်းကြီးနဲ့တခန်းလုံးဖိုက်တွေ့ရတယ် ခုနကတော့တိနာတောင်ချီရင်မှာပုံကံပြီးနွားကိုထိုင်ရှခိုးတော့လူ၃ထောင်အသက်ခံလိုက်သေသွားတယ်။ဒီမှာတော့ပင်ဒီကုတ်တွေနေမှာလူ၃ထောင်ကျော်သွားတခိရှို့ယုံကြည်တဲ့အခါမှာသိဝင်သူတွေတိုးပွားတဲ့ပြေကောင်းကြီးခံစားအခုကြော်လိလာတဲ့တခိရှုကားလိုက်မှာတက်တဲ့အခါမှာဖြစ်တဲ့ဖြစ်ပျက်တဲ့မှာလူများစွာကယင်ဘက်ခတ်ပြီးပြန်သွားတယ်တခိရှုကားလိုက်ကိုသူတို့ထတ်တူထမြခန်းစားကြအောင်တက်တည်ပြသွားတယ်ဒီကနေ့သင်နဲ့ကျွန်တော်ကတခိဖျားရဲ့ကားလိုက်နဲ့ပတ်သက်ပြီးဘာသက်တည်ပြသွားတယ် ဘယ်လိုမျိုးသက်သေထူတလဲဒီလူတွေကတော့သူတို့ရင်ပတ်ခတ်ပြီးတော့အာသူတို့ခံစားရပါကြောင်သက်သေထူသွားတယ်မာရရမရောက်တဲ့သူတွေကတော့ညီးတွားပြီးသက်သေထူတယ်မောရှိအားဖြင့်သူတို့ပြန်ဆင်ပြေးတာတိနာတောင်ချင်းရောက်တဲ့အုပ်စုကြတော့တက်မှတ်ချင်းအားဖြင့်လွဲမောင်းစွာကိုးကွယ်တဲ့အကုန်သေးတယ်သူ3000ကျော်နောက်တောင်ပေါ်အရမရောက်တဲ့လူတွေကြောင့်သခင်ရှုတရားစကားနားထောင်ရတော့သူတို့ဝါလင်စွာစားရတဲ့ပြင်ပူရှံမှုပါရတယ် နောက်ပင်ဒီကုတ်ဒီနေ့မှာပေတုရဲ့နှုတ်ကွက်တော်နားထောင်နေသူတွေကြတော့အသက်တာပြောင်းလဲပြီးတော့အံ့ဩဖွယ်ဖခင်ရဲ့ပြုတော်မူခြင်းတွေ့ရတယ်။တောင်းကကျွန်တော်လူများနဲ့ပတ်သက်ပြီးနားထောင်ခဲ့တာအများကြီးတဲ့မှာတင်ရဖယ်အုပ်စုထဲမှာပါလေ။တကယ်ရှုကားတိုင်းကိုတကယ်စင်ကျင်ပြီးတော့ကျွန်တော်ကျမသခင်နဲ့ထပ်တူထပ်မြခံစားရပါလေလို့တုံ့ပြန်တဲ့သူလား။ဒါမှမဟုတ်လေမာရရဲ့ရောက်တော့ခားတဲ့သူလူခားသီးမှုတွေအပေါ်မှာပဲညှိတွားနေတဲ့သူလား။ ဒါမို့ရင်လေရွှေနှွားရောက်ကိုလွဲမောင်းစွာကိုးကွယ်ပြီးတော့တတ်မှတ်ချင်းနဲ့သွားတဲ့သူလားဒါမို့ရင်တောင်ပေါ်ဒေသနာကိုနားထောင်တဲ့သခင်ရှုစကားနေ့တိုင်းနားထောင်တဲ့သူလားဒါမို့ရင်လေပေတုရဲ့နှုတ်ကပတ်တော်ဝင်ငှချင်းကိုနားထောင်ပြီးအသက်တာပြောင်းနေပြီးတဲ့အခါအံ့ဩပွေပြုတော်မူခြင်းခံစားရတဲ့သူလားကျောဆင်းရမှာဖြစ်တယ်တော်ဒီနေ့ကျော်ရသက်တာမှာတို့တကယ်ရကားတိုင်းကိုဆင်ကျင်လျက်ကားတိုင်းပေါ်မှာ တတ်တဲ့ခါဒီထူးခြားတဲ့ဖြစ်ရမှာဒီနံပါတ်3ကတော့လူတွေရဲ့ဝန်းနေမှုကိုပတ်တွေ့ရတယ်။တာသခင်ရှုနဲ့ပတ်သက်ပြီးတော့ခံစားခြင်း၊ခြေခွဲခြင်း၊ဝန်းနေခြင်းသခင်ရှုနဲ့တသားတည်းရှိနေခြင်းကိုကသခင်နဲ့အတူကြွကြမတလုံးတော်ရယ်ရှိပါတယ်လို့ဖော်ပြတာ ਨੇ အတူတူပဲဖြစ်တယ်။ဒီကနေ့ကျွန်တော်တို့ဘယ်အရာတွေနဲ့တလုံးတော်ရယ်ဖြစ်တာလဲ။ပူပန်ခြင်းလား၊စိုးရိမ်ခြင်းလား၊စိတ်တူးခြင်းလား၊ခွင့်မလွတ်ခြင်းလား ဒေါသတွေလားမြင်ပြင်းကတ်ချင်းလားတမုသခင်ရှုနေလားတောက်သခင်ရှုနေတသားတို့ကိုလည်းအသက်ရှင်တယ်ထို့သခင်ကျွန်တော်အထင်းမှနေရာယူပြီးတော့ထို့သခင်ရဲ့ဥဆောင်မှုအောက်ထဲမှာတွတ်တက်တော်သူများဖြစ်ပါစေလို့အားပေးရင်းနောက်ဆုံးဖြစ်ပြလေးတစ်ခုပြောပြီးငုံချုပ်ချင်တယ်တခါတော့ကပမုခါကြီးတယောက်ကသူ့ရဲ့တက်သူចောင်းသားတွေကိုသူကဥပမာတစ်ခုပေးခြင်းတော့သူစတဲ့ငန်းနဲ့ဝင်လာတဲ့အခါမှာဖမ်ပလင်းတစ်လုံးရှိပါတယ်အဲ့ဖမ်ပလင်းရဲ့အဝနှလုံးမကွဲလောက်တော့ကျဲတယ်ပေါ့ အဲ့အဝတဲမှာပပုတ်ခတ်ရဲ့ကြောက်တုံးကြီးတွေထည့်လိုက်တယ်။ထည့်ပြီးចောင်းသားတွေကိုမေးတယ်အဲ့ဖံမလင်းကြောက်တုံးတွေပြည့်သွားတဲ့အခါထည့်လို့ရသေးလားចောင်းသားတွေကဒီတိုင်းကြီးတော့မရဘူးပြောပြီးမဲ့အဲ့အချိန်မှာပပုတ်ခတ်ရဲ့ကြောက်တုံးသေးလေးတွေထပ်ထည့်လိုက်တယ်။အဲ့အသေးလေးတွေကြောက်တုံးကြီးတွေကြားတဲ့နေရာယူသွားတယ်။အဲ့တော့သူចောင်းသူចောင်းသားတွေကိုမေးတယ်ထည့်လို့ရသေးလားတဲ့။ចောင်းသူចောင်းသားတွေမရတော့ပါဘူးတဲ့။အဲ့အချိန်မှာပပုတ်ခတ်ရဲ့သဲထပ်ထည့်ပြရလိုက်တယ်။အဲ့သဲတွေကြတော့ကြောက်တုံးကြီးကြီးကြောက်တုံးသေးသေးတွေရဲ့ကြားတွေတွေကိုလိုက်ဝင်သွားတယ်။ အဲ့ဒီမှာတဲတွေလည်းပြည်တော့ဖတ်ထည့်လို့မရအောင်အဲ့တော့ပမုခရမေးတယ်ကဲထည့်လို့ရလားအမရတော့အေးမင်းတို့ဘဝမှာလည်းအဲ့လိုပဲတဲ့ကြောက်တုံးကြီးကြီးဆိုတာမင်းတို့ရဲ့ဘဝမှာအရေးကြီးတဲ့အရာတွေပါတဲ့မင်းတို့ရဲ့မိသားစုတွေမင်းတို့ရဲ့အသက်တွေမင်းတို့ရဲ့နေစဉ်ကျမ်းမာရေးတွေစသဖြင့်အရေးကြီးတဲ့အရာတွေတဲ့အဲ့အရေးကြီးတဲ့အရာတွေကိုအရင်ထည့်ရမှာတဲ့ကြောက်တုံးသေးသေးလေးတွေဆိုတာကတဲ့မင်းတို့လောကမှာအသက်ရှင်တဲ့အခါနေထိုင်ရမယ့်လိုအပ်တဲ့အရာလေးတွေပေါ့တဲ့ အဲ့ဒီသေးလေးတွေကအရေးကြီးတဲ့အရာလေးတွေမှာဝင်လာတာအဲ့သေးလေးတွေဆိုတာတဲ့မင်းတို့အကြီးရောအသေးရောကြားထဲမှာအပေါက်ကလေးကနေပြီးတော့ရှောက်ဝင်နေတာအဲ့ဒါကြောက်စရာကောင်းတယ်အဲ့ဒါစိုးရိမ်ခြင်းနေစိတ်ပူခြင်းနေပူပန်ခြင်းနေအဲ့ဒါရှောက်ဝင်တာလေအဲ့ဒါတွေဝင်သွားရင်အဲ့ကြောက်တုံးတွေကချက်သွားတော့တော့အဲ့စိုးရိမ်ခြင်းနေပူပန်ခြင်းနေမဝင်ရအောင်မင်းတို့ကအကြီးကြီးတွေကနေရာယူထားရမယ်ဒီကနေ့ ိုဘမုခိုင်ပြောတဲ့စကားအတိုင်းပဲကျွန်တော်သက်တာမှာအကြီးကြီးနေရာယူထားဘာတွေနေရာယူထားနှုတ်ကတော်နေရာယူထားသခင်ရှုနေရာယူထားချီးမွမ်းခြင်းနေရာယူထားဆုတောင်းခြင်းနေရာယူထားဖခင်နဲ့သွာလာခြင်းနေရာကျွန်တော်တို့နေရာယူထားရင်အခြားအရာတွေစုရင်ပူပန်ခြင်းနေရာဝင်လာလို့နေရဘူးနောက်ဒီနေ့ကျွန်တော်တို့နေရာယူတဲ့အရာတွေကစုရင်ပူပန်ခြင်းတုံ့နှုတ်ခြောက်ခြားခြင်းနေမှာဖြစ်စီပဲနဲ့ ်သခင်ရှုခရစ်တော်ကကျွန်တော်ထဲမှာနေရာယူထားရင်နှုတ်ကတော်ကနေရာယူထားရင်ဘုရားရဲ့ကောင်းမြတ်ခြင်းနေရာနေရာယူထားရင်ထိုဘုရားရဲ့ဥဆောင်မှုအောက်မှာအံ့ဩပွေအသက်ရှင်သွားလာမှုတွေကိုမြင်တွေ့နေရမှာဖြစ်တယ်။ဒါကြောင့်အခုလူများသခင်ရှုရဲ့ကားတိုင်းကိုလာကြည့်တဲ့လူများတွေကသခင်ရှုကားတိုင်းကြည့်ပြီးရင်ပတ်ခတ်ပြီးပြန်သွားတယ်ဆိုတော့သခင်ရှုကသူတို့ထဲကိုနေရာယူသွားတာသူထဲမှာ message ဝင်သွားတာ။ Oh the key issue အပြစ်မရှိတဲ့ဖရာသားဟာကားတိုင်းမှာငါတို့တော့အသေးခံရပါလား။ အဲ့ဒီနေရာယူသွားတာမင်္ဂလာပဲတောင်းတရင်ကျွန်တော်တို့ဘာတွေနေရာယူသလဲကျွန်တော်နေရာယူတဲ့သူကအရာတွေကသခင်ရှုခရစ်တော် ဖြစ်ပါစေနှုတ်ကပတ်တော်ဖြစ်ပါစေချီးမွမ်းခြင်းဆုတောင်းခြင်းဖခင်နိုင်မွေလျောခြင်းဖခင်ကောင်းမြတ်ခြင်းဖခင်ကိုယုံကြည်ခြင်းဖခင်တကယ်လုပ်ပေးမယ့်အရာတွေအားလုံးမျှော်လင့်နေခြင်းများဖြစ်နေရင်ကျန်နေဆိုရင်ပူပန်မှုတွေကျွန်တော်တို့ဝင်လာလို့မရဘူးဆိုတာအပင်းချင်းနေကုန်ချုပ်လို့လေကျန်တော်ရုပ်ချင်းစီတိုင်းဖြတ်ရှင်းသားပြီး ကောင်းချီးပေးပါစီမြင့်သက်ချင်းရှိပါစီ God bless you all ကျွန်တော်နှစ်ဖန်မြန်မာစံတော်ချိန်ကျွန်တော်ညနေ၄နိုင်ခွဲမှာခါတိုင်းလိုပဲကျွန်တော်ပြန်လေးပြီးတွေ့ဆုံမှာဖြစ်ပါတယ်နှစ်ဖန်မှာလည်းကျွန်တော်ဒီကောင်းစဉ်ရဲ့ခေရှုကားတိုင်းပေါ်မှာတက်စင်ခါမှာထူးခြားတဲ့ဖြစ်ရဲ့ရှစ်ခုမှာကျွန်တော်၄ခုမြောက်ကိုကျွန်တော်ဆက်ပြီးနားထောင်စင်ကျင်ခွန်အားယူတော့မှာဖြစ်ကြောင်းကျွန်တော်တင်ပြီးဖော်ပြလိုပါတယ်ဒီကနေ့ကျွန်တော်ခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကို ဖြတ်ရှင်သာ၍ကောင်းချီးပေးပါစီကျွန်တော်တို့ပြည်နယ်နဲ့တိုင်းသီးသီးမှာငလင်ကြောင်းဝမ်းနဲ့ချီခွဲပူဆွေးလျက်ဒုက္ခရောက်နေတဲ့သူတွေအားလုံးအတွက်ကိုကျွန်တော်နေ့စဉ်သတိရဆုတောင်းပေးလျက်ရှိကြောင်းငိုကြွေးနေတဲ့သူတွေမျက်ရည်တုပ်ပေးခြင်းနဲ့တကွလိုအပ်တာတွေအားလုံးကိုလည်းဖျက်ရှင်သာ၍ပြည့်စင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးခြင်းဆုတောင်းဆက်ကအဆုံးသတ်ကြပါစို့ အရှင်သာဝိယဖျားခြေဆုတင်ပါလေကျွန်တော်ရဲ့အသက်တာမှာလောကကြီးမှာအသက်ရှင်တဲ့အခါမှာခက်ခဲတွေမျိုးမျိုးရှိပေမဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာ ကိုတော်ကသာအမြင့်နေရာယူထားဖို့လူเจ้าမောမြတ်လာတဲ့တမန်တော်သည်အားလုံးရဲ့နှလုံးသားမှာအမြင့်ဆွေးစီပါ This week January မတ်လ28ရက်နေ့ကကျွန်တော်မိမြန်မာနိုင်ငံတော်ကြီးမှာရုတ်တရက်ဝင်ရောက်လာတဲ့ငလင်เจ้า ်မန္တလေးတိုင်းပါဝင် ပြည်နယ်တိုင်းအသီးသီးမှာဝန်ရင်ခြေခွဲပူဆွေးလျက်မူချွေးနေတဲ့ငလင်တန်ခံနေရတဲ့လူသားအလုံးထွက်ကျွန်တော်တို့ထတ်တူထမြခံစားလျက်ဆုတောင်းပေးပါ၏ဝန်ရသောသူများအတွက်နှစ်သိမ့်မှုပေးပါအခုချိန်ထိအဆောက်အဦတွေမြေကြီးတွေကြားထဲမှာပြုတ်ပြက်နေတဲ့ကြားထဲမှာမထွက်လာနိုင်မထွက်လာနိုင်သေးတဲ့သူတွေအလုံးပြန်လဲထွက်လာနိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့သူများကောင်းချီးပေးပါစားစရာတွေလိုအပ်တဲ့သူတွေစားစရာထောက်ပံ့တော်မူပါမျက်ရည်ကျလက်မိသားစုဆုံရှုံသွားတဲ့သူတွေအတွက်နှစ်သိမ့်မှုပြည့်စုံပြီးတော်မူပါသူပြေလမ်းပန်းဆက်သွယ်ရေးတွေအကုန်ပြန်သားရဖို့ဖះရှင်ပဲပြန်လုပ်ပြီးတော်မူပါလိုအပ်တဲ့စေဝါရေးစားစရာအသက်ကြီးသောသူများကလေးငယ်များကိုဝင်တယ်မိခင်များ ဆက်သဖြင့်အဖိုးဖွားမိဘအတော်ဦးလေးဆရာသမားညီကိုမောင်မအားလုံးအတွက်လိုအပ်ချက်တွေဖျားရှင်ဖြည့်ဆည်းပေးပါပတ်ပေါင်းဆောင်ကနေပြီးတော့ကေဇေးကြီးတွေလှုပ်ဆောင်နေတဲ့သူတွေအားလုံးနဲ့သူရဲ့အသက်ဒီမထိခိုက်ပေနဲ့ဖျားသခင်ရဲ့ကွယ်ကစောက်မှခြင်းခံစားရစေပါဖျားရဲ့လက်တော်သည်မြန်မာပြည်ပေါ်မှာအမြင့်ရှိစေလျက် နောက်နောက်ပဲသောအခါမှာငလင်မုံတိုင်းဒါမျိုးတွေမကြုံရအောင်ဘုရားရှင်တဘာဝဘေးရန်ကအကွက်ကပေးပါဒီကနေ့နက်3နာရီမှာဘုန်းတော်ဝင်စားတဲ့ကျောချစ်ခင်ရတဲ့ဆမကြီးဒေါက်တာလှတ်လှငင်းအဖအိမ်တော်ပြန်သွားသလိုခင်မွန်တဲ့ဆဲဦးကျော်ဆိုးမြင့်နဲ့တကွသမီးမခင်ဆန္ဒဆိုးနဲ့မိသားစုများမြင့်မြင့်များနှစ်သိမ့်မှုပေးပါဒေါက်တာလှတ်လှငင်းရဲ့ချက်ရှိတဲ့အမျိုးတွေနှစ်ဖက်မျိုးတွေမိသားစုတွေပေါ်နှစ်သိမ့်မှုပေးပါဂျာသရီနေမှာပြုလုပ်မဲ့ဇာပရအစည်းအဝေးအောင်မြင်စွာပြီးဆုံးစေပါ ဒီဂရီမွန်နီကြောက်တယ်မွန်နီရှေအားလုံးကောင်းချီးပေးတယ်မင်္ဂလာနေ့ပတ်လည်ကြောက်တော်သူအားလုံးကောင်းချီးပေးတယ်ဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမှုရစေပါငလင်တန်တင့်ပြီးတော့ဒုက္ခရောက်နေတဲ့အရာများပြုတ်ပြနေတဲ့နေရာများမှာပြန်လည်ထူထောင်ရည်နေတကွလိုအပ်တာတွေဖျက်ရှင်ထောက်ပံ့လျက်မြန်မာပြည်ကြီးကိုလုံခြုံရေးအေးချမ်းခြင်းတာယာခြင်းနဲ့တကွ24နိုင်မိလာလျက်ဂုံစည်းနှုံးတွေချခြင်းနဲ့တကွဆက်စပ်ရဖျားရဲ့လက်တော်ကွဲကအုပ်စုလမ်းပြကောင်းချီးပေးပါမိချောက်ခမီးတော့ သာတော်သရှင်သောဘုညာသုံးပါးစုပြားထံတော်ပါမကောင်းကြီးပြပြသည်ကျေရှုရဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့ယနေ့မှစ၍ကာလဆင်းမြဲကောင်းကြီးပြပြသက်ရောက်ပြီးရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကျေရှုခွန်အားယူနေတဲ့ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ကျွန်တော်အသင်းတော်ကလည်းဒီကနေ့စကိုင်းမှာရှိတဲ့တချို့ခက်ခဲတဲ့သူများကိုကျွန်တော်ဒီကနေ့မေတ္တာပြရက်ကိုကြီးဆောင်ရွက်ပေးလေရှိပါတယ်ဒါကြောင့်ကျွန်တော် ပြည်နယ်တိုင်းသီးသီးမှာရှိတဲ့ဒုက္ခရောက်နေတဲ့သူများအတွက်ကိုကျွန်တော်ထူးထရီးရဆွတောင်းပေးနေကြောင်းဖော်ပြလိုတယ်အားလုံးကိုဖြတ်ရှင်းသား၍ကောင်းချီးပေးပါစေ God bless you all